န်တရဖြစ်เสียရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်တရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေးကြလုတ်ခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်တရများနေတယ်ဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါစစ်ကောင်စီကိုပြန်လည်လွဲပြောင်းပေးရမယ်မန္တလေးတိုင်းမူကုံမြို့မှာတောင်းတမတော် PSLF DNLA ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေဆက်ရှိနေတယ်လို့တိတာခန့်တချို့တွေလည်းတင်းရှောင်နေကြတယ်လို့မြို့ခံတွေကရှင်းပြမျိုးပြောပါတယ် မူကုတ်မြို့ကိုစစ်ကောင်စီထံ TNLA ကပြန်ပေးခဲ့မဲ့မူကုတ်အခြေဆိုင်တုံလင်းရက်တွေကဆက်လက်ခုခံကာကွယ်မယ်လို့ပြောထားတာကြောင့်မူကုတ်မြို့ကိုကာကွယ်ဖို့တအားတက်တဲ့စစ်ကောင်စီအကြားသဘောတူညီချက်အပေါ်မူတည်နေတယ်လို့မူကုတ်အခြေဆိုင်တုံလင်းရက်တဖက်ဝင်တဦးကပြောပါတယ်။မူကုတ်အခြေဆိုင်တုံလင်းရက်တွေဖြစ်တဲ့မန္တလေး PTF မူကုတ်ပြူဟာအပါဝင်မူကုတ်အခြေဆိုင်တုံလင်းရက်တွေကမူကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မရောက်အောင်ဆက်လက်ခုခံကာကွယ်တွားမယ်လို့ထုတ်ပြန်ထားပါတယ်။ တရုတ်ရဲ့ကျောင်းဝင်ဆစ်ဆမှုနဲ့တအန်တနဲ့စစ်ကောင်စီတပ်တို့အကြားပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီးတော့အပြစ်ခတ်ရက်စဲဖို့သဘောတူပြီးတဲ့နောက်မှာတအန်တပ်ဘက်ကမူကုန်းနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းဖို့သဘောတူခဲ့ရပါတယ်။မိုးကုန်းမြို့နဲ့မိုးမိတ်မြို့ဟာပြီးခဲ့တဲ့တစ်တုံညနှစ်ခုစစ်စင်ရေးဒုတိယလိုင်းအတွင်းကတော်လရင်ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။